ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Voice of Football Facebook Page ရဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါရယ်ဒီနေ့မှာကျွန်တော် Podcast ဇီတစ်ခုစီစဉ်ထားပါရယ်ဒါကတော့လက်ရှိဆာလာနဲ့ပတ်သက်တဲ့အကြောင်းရင်းတွေဘာတွေဖြစ်နေလဲဘာတွေဖြစ်တင်လဲဆိုတာကျွန်တော်ညီကိုရီးယားနေပြီးတော့ကျွန်တော်တို့အမြင်လေးတွေကိုပုံပုံလင်းလင်းတိုင်ပင်ဆွေးနွေးတော့မှာဖြစ်ပါရယ်ဒီစီမှာကျွန်တော်နန္ဒနဲ့အတူကိုစိုးကြီးနဲ့ကိုချင်းကြီးတို့ကအတူကတက်ဆက်ပေးမှာဖြစ်ပါရယ်အကိုတို့မင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ဒီကိစ္စကတော့ကျွန်တော်တို့ကမပြောမဖြစ်ဘူးပေါ့နော် ။ဘာဖြစ်လို့ဆိုတော့နည်းနည်းလေး social media မှာလည်းဒီကိစ္စလုံးဝကြီးကိုဗျာကဘာလုံးပြောနေရ media တွေအကုန်လုံးပြောနေရောကျွန်တော်တို့အမြင်လေးတွေကိုတင်ဆက်ပေးခြင်းနေပေါ့ဒါကကျွန်တော်တို့ကဆာလာမှန်တယ် slot မှန်တယ် level မှန်တယ်ဆိုတာကျွန်တော်တို့ရဲ့ opinion လေးကိုပဲတင်ဆက်ပေးတာဖြစ်တာပေါ့နော်အဲ့တော့ဟိုနားထောင်နေတဲ့ညီကိုအနေနဲ့လည်းဒါလေးကိုနားလည်ပေးဖို့လိုရပေါ့နော်နားလည်ပေးပါလို့လည်းပြစ်တာရက်ခံတာပါအဲ့တော့ကိုစိုးကြီးအမြင်ကဆာလာရဲ့လက်ရှိအနေထားကကျွန်တော်တို့ ဒီလိုအခြေအနေမျိုးတွေကိုတော့ကျွန်တော်တို့ရှေ့မှလည်းကြုံတော့ကြုံခဲ့ဘူးတယ်ဗျာဒါပေမဲ့ဆာလာကတော့လက်ရှိကတကယ်ကြီးကိုပုတ်ပွင့်လင်းလင်းကြီးကိုပြောလိုက်တာဆိုတော့ဒီအနေထားကဆာလာနဲ့လစ်ပါဘူးကြာဝေးကွာသွားစေပြီလားကိုကိုစိုးကြီးအမြင်လေးစပေးပါဦးဒီလိုပေါ်ပေါ်တင်တင်ထုတ်ပြောလိုက်ခြင်းကဆာလာနဲ့လစ်ပါဘူးကြာမှာလုံးဝတခန့်ရက်သွားပြီလို့ပြောလို့ရတယ်ဒီပေါ်မှာလည်းအမှန်တကယ်သူ့ရဲ့ဒီ ွင့်ချလိုက်တဲ့ပုံမှာလေလီဗာပူးပိတ်သက်တီနဲ့လီဗာပူးအတိုင်းဝိုင်းကတော်တော်လေးကိုလက်ခံချင်မှာမဟုတ်ဘူးเนาะအကိုကတော့လီဗာပူးပိတ်သက်မဟုတ်ဘူးတပ်ပါတီနေနဲ့ကြည့်မယ်ဆိုရင်ဆာလာဘက်ကလည်းနားလေခံစားပေးလို့ရတယ်သူကြုံတွေ့နေရတဲ့ feeling ပေါ့เนาะသူ့လိုကစားသမားတယောက်ကမနစ်ကပဲအကောင်ဆုံးကစားသမားကမ္ဘာအကောင်ဆုံးတန်းဝင်ကစားသမားတယောက်ကဒီနေ့မှာချက်ချင်းကြီးဂျောင်ထိုးခံရတော့အနေထားမျိုးရောက်ပါတယ်အဲ့ဒါလည်းအချင်းဒီကောင်းတရက်ကလည်းချက်ချင်းကြီးအချိုးကွေကြီးရုတ်တရက်ကြီးပေါ်လာတယ်ဆိုတော့သူလည်းဒီအပေါ်မှာ သူ့လိုအနေထားနဲ့ဆိုရင်တော့နည်းနည်းလေးဒီပေါ်မှာဖြစ်တဲ့ဟာပေါ်မှာနားလဲပေးလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဟိုအသင်းကလည်းအသင်းရလက်ကောင်းမှုအတွက်လောက်တာပဲဘာလို့ဆိုတော့နီးပြားကလည်းသူ့ကိုတုံးခဲ့ပါတယ်ရှေ့မှာတောက်လျှောက်သူတုံးခဲ့တယ်အခုမြင်ပါတယ်ရလက်တွေမကောင်းချိန်မှာလည်းဆာလာခောက်သိမိခောက်သိမိဆိုတဲ့အသံကြီးကြားသလိုအခုတို့လည်းထောက်ပြခဲ့ရရှေ့အဲ့ကာလမှာတုံးခဲ့ပေမဲ့ဒီခြေတွေကတော့သူကသူ့ရဲ့အနာဂတ်အတွက်ဆာလာကိုခောက်လိုက်တယ်လို့ထင်တယ်။ဒါကလော့ဆလော့အနေနဲ့လည်းသူအနာဂတ်အတွက်သူဒီလိုလုံးမရတော့မယ်ဆိုတဲ့အနေထားကြောင့်သူ့ကိုပြပြသားသားခောက်လိုက်တဲ့ချိန်မှာကစားသမားကကြည့်လိုက်တော့လေ ငါလိုကစားမမျိုးကဒီလိုအနေထားမဲ့ထိုက်တန်ရလားဆိုတဲ့အတွေ့မျိုးတွေးတာမမှားဘူးလို့ထင်တယ်ပေါ့နော်ဒါအားလုံးကတော့ကိုယ့်ရဲ့အကောင်းဖို့အတွက်လုပ်နေကြတဲ့အနေထားမှာအဆိုးဆုံးချင်တွေကတော့ဆာလာအနေနဲ့ဒါအောင်ညင်းညင်းသာသာလေးဟိုကင်တွေတာထက်သူကလီတို့ public မှာဖွင့်ချလိုက်တဲ့ပုံစံမျိုးဖြစ်သွားတော့လုံးဝပြန်ပြီးဒီနှစ်ခုကြာပြန်ပြီးတော့ညှိနှိုင်းလို့မရတော့တဲ့အနေထားအထိအခြေအနေကဆိုးသွားလို့ထင်တယ်အခုထင်တော့ဆာလာနဲ့လီဗာပူးရဲ့အနာဂတ်ကတခန့်ရသွားပြီလို့ထင်တယ် ဟုတ်ကဲ့ပါအဲ့တော့အရှင်ခေတ္တကလည်းဒီလိုကျွန်တော်တို့ issue တွေရှိခဲ့တယ်ပေါ့နော်ဒီလိုပြဿနာလေးဒီလိုကိစ္စလေးအများကြီးရှိခဲ့ပါတယ်ကျွန်တော်တို့ legend အနေနဲ့ပြဿနာတက်တဲ့အခြေအနေတွေအဲ့တော့အဲ့ဒီအနေအထားတွေကအရင်တော့ကတော့ကျွန်တော်တို့ဒီခေတ်နဲ့မတူတာကကျွန်တော်တို့ဒီခေတ်လောက်တော့ social media မှာတလောက်လွယ်လွယ်ကူချလို့မရဘူးပေါ့နော်အဲ့တော့ချပြလို့မရတဲ့ဟာရှိတယ်အာကိုချင်းကြီးရဲ့အမြင်အရဒီကိစ္စတွေကကျွန်တော်တို့ကဒီလိုချပြခြင်းဟာရောအမှန်တရားတစ်ခုလား လူတယောက်ကဒါကိုပိုင် right ပဲသူပြောချင်တာကိုပြောခွင့်ရှိတယ်ဆိုတော့ဒါတစ်ဖက်ကဒါပုံပုံနေပုံနေမြင်သာမှုပေါ့နော်အဲ့ဒီဘက်မှာတစ်ဖက်ရှိမယ်တစ်ဖက်ကကြတော့အသင်းနဲ့ကလပ်ကိုတကယ်လို့ချစ်မြတ်နူးရဲဆိုရင်ဒါမျိုးကပြောစရာအကြောင်းမရှိဘူးဆိုတော့ honorary ရဲ့ဇကာတွေလည်းကြားရတယ်အဲ့တော့အဲ့နှစ်ခုကြားထဲမှာကိုချစ်ညီရဲ့ဒီအမြင်လေးကိုလည်းပြောပြပါဦးဟုတ်ကျွန်တော်မြင်တာကတော့ ။ဆလာကိုကျွန်တော်ဒီမှာအရင်ဆုံးစကားကြိုခံနေတာကကျွန်တော်တို့ဒီနေ့ပြောမယ့်ဟာတွေကဆလာမှန်တယ်လို့ထောက်ခံမှလည်းမဟုတ်ဘူး။မှားတယ်လို့ပြောမှလည်းမဟုတ်ဘူး။အာနီစလုံးလည်းလေပေါ်ဘူး။မှန်တယ်လို့ပြောမှလည်းမဟုတ်ဘူး။မှားတယ်လို့ပြောမှလည်းမဟုတ်ဘူး။ဘလို့လေးဆိုပိုကောင်းမယ်လို့ကျွန်တော်တို့အဖြစ်စေချင်တာလေးပြောမှာပေါ့နော်။အဲ့တော့ဟိုဒီမှာဆလာပြောတဲ့ကိစ္စနဲ့ပတ်သက်ပြီးကိုနနာအခုမေးတယ်မေးခွန်းပြောရမယ်ဆိုရင်တော့ဇာမတစ်ယောက်ကသူ့ emotion သူ့ခံစားချက်သူ့ထုတ်ဖော်ပြောဆိုပိုင်ခွင့်ရှိတယ်လွတ်လပ်ခွင့်ရှိတယ်ဒါပေမဲ့ဒီလိုပြောရင်ဘာဖြစ်လာမလဲဆိုတဲ့အကျိုးဆက်ကိုတွေးရလိမ့်မယ်ဗျဟုတ်ကဲ့ဟိုပြောချင်တာဗျာကျွန်တော်တို့ကကိစ္စတစ်ခုကိုလှု ုပ်တော့မယ်ဟေ့ဆိုရင်ငါဒီလိုလုပ်လိုက်လို့ကောင်းမှာလားဆိုးမှာလားဆိုတဲ့ဟာဝေဖန်ပိုင်းခြားနိုင်စွမ်းရှိရမယ်ဆာလာဆိုတာတကယ်ကြီးမြတ်တဲ့ဒါကျွန်တော်တို့ပရီးမီးယားလိဂ်ရဲ့ legend လီဗာပူးရဲ့ legend အီဂျစ်ဂိမ်းလို့တော့တင်စားနေကြစားမှာသူလည်းတကယ်ကိုသူကစားမဘောဖြတ်တန်းမှုတွေကျွန်တော်ကြည့်လိုက်အရင်ကိုရိုးရှင်းစွာနေထိုင်ပြီးကွင်းထဲမှာဘာမှရန်လိုတာလည်းမရှိဘူးဘောလုံးကိုပဲ purely တန်တန်လေးကစားနေတဲ့ပရိသတ်တွေအရင်အချစ်ရတဲ့ကစားသမားဗျာဒါပေမဲ့ဒီအချိန်မှာသူ emotional တစ်ခုနဲ့ပေါက်ကွဲပြီးထွက်လာတယ်မီဒီယာကိုပြောလိုက်တယ်ဒါက အသင်းအသင်းအနေနဲ့နီးပြားတယောက်အနေနဲ့လုံးဝလက်ခံပေးလို့မရတဲ့အခြေအနေဒါကကျွန်တော်အာနီစရော့မှလီဗာပူးမှမဟုတ်ဘူးဆာလာမှမဟုတ်ဘူးဘယ်ကစားမှဖြစ်ဖြစ်ဘယ်အသင်းရပဲဖြစ်ဖြစ်ဘလောက်ကြီးမြတ်တဲ့ကစားမှပဲဖြစ်ဖြစ် ်ပပ်ဘလစ်နဲ့အဲ့လိုမျိုးမီဒီယာရှေ့မှာလူသိချင်းရှာအသင်းပေါ်မှာနီးပြရဲ့ပွဲထွက်ခွင့်တွေပေါ်မှာဝေဖန်လာပြီဆိုရင်တော့အသင်းနဲ့နီးပြဘက်ကပြန်တုံ့ပြန်မှာပဲ action တွေယူလာမှာပဲမလုပ်လို့လည်းမရဘူးအဲ့လိုမလုပ်ဖက်နဲ့ဆာလာမို့လို့ငါတို့အဲ့ဒါကိုသူ့ကိုရှော်ပေးလိုက်မှဆိုရင်နောက်ထပ်အဲ့လိုပွဲထွက်ခောက်ခံရတဲ့ကစားသမားတွေအဲ့ဒီချိုးတွေချိုးလာလိမ့်မယ်အဲ့လိုတွေတုံစိန်ခေါ်လာလိမ့်မယ်အဲ့ဒါမျိုးတွေလုပ်လိမ့်မယ်ဒါမျိုးကအသင်းဘက်ကနီးပြဘက်ကဒါမျိုးကို handle လုပ်ရတာအရန်ခတ်သွားတယ်အဲ့ဒီဆိုတော့ပြောပါတယ်မနေ့ကဒီ inter milan ဟို inter milan နဲ့ champion league ပွဲမတိုင်ခင်မှာဆိုရင်ပြောပါတယ်သူတို့အသင်းရဲ့လူစင်းတွေကိုခေါ်ကိုမလာဘူးဘာကြောင့် ့လေဒါဆလာကိုသူတို့ဘက်ကစပြီးတုံ့ပြန်နေတာဟုတ်ကဲ့ဒီလိုတွေပြောလိုက်တဲ့အတွက်ကြောင့်သူတို့ဘက်ကတခုခုတုံ့ပြန်တော့မယ်တကယ်လို့ဒါဆလာအနေနဲ့သူခံစားချက်တွေကိုအာလီစလော့ရဲ့ရုံကန်တွေကိုသွားပြီးတော့နှစ်ကိုကြားဘော့စီကျွန်တော်တို့ဒီလိုဖြစ်နေဒီလိုခံစားနေနှစ်ကိုကြားပြောမယ်ဆိုရင်နှစ်ကိုကြားဖြည့်ရှင်းပေးလိမ့်မယ်အာလီစလော့လည်းသူခံစားချက်ကိုနားလည်လဲနားလည်လိမ့်မယ်လှုပ်ပေးနိုင်လဲလှုပ်ပေးနိုင်လိမ့်မယ်ဒါဆိုရင်တော့ပြဿနာအဲ့လောက်ထိဟိုးလေးတချို့မဖြစ်ဘူးအေးစစ်စစ်ပြီးသွားနိုင်တယ်ဟိုပြဿနာတခုဖြစ်လာရင်တော့ကျွန်တော်အဖြေတခုတော့ရှားမှာပေါ့လေဟိုဆက်နေမှာလား ထွက်မှာလားဆိုတဲ့ဟာတခုတော့ထွက်လာမှာဒါပေမဲ့အခုလိုပြောလိုက်ရင်ကျတော့ public နဲ့ပြောတဲ့ဟာကိုအသင်းဘက်ကရောနှီးပြဘက်ကရော public နဲ့ပဲဆက်လာကိုအဲ့လိုခက်ရင်ရင်တုံ့ပြန်တာပေါ့ဗျာဒါမျိုးကတော့ကျွန်တော်တို့မမြင်ရင်ဆုံးအရာပဲအသင်းအတွက်လည်းနှင်နာတယ်ကစားမအတွက်လည်းနှင်နာတယ်ဘသူအတွက်မှမကောင်းဘူးဒါ၃ဦး၃ဖလှယ်အတွက်အားလုံးနှင်နာတယ်လို့ပဲမြင်ပါတယ်ဗျဟုတ်ကဲ့အဲ့ဒါလေမှန်နေပေါ့နော်ဘာကြောင့်လဲဆိုတော့ तू အကုန်လုံးနှင်နာသွားတာပါဘသူမှကောင်းတာဖြစ်မသွားဘူး social media တွေလွယ်တော့လေ तू ပြောလိုက်တယ်ဒီတော့ Cristiano လည်းဒီလိုပဲ United နဲ့ PR Morgan နဲ့ပြောခဲ့ဘူးလေ PR Morgan နဲ့ပြောတာပဲအဲ့လိုမျိုးတွေပြောခဲ့ဝေးဒါပေမဲ့ तू က United က်တစ်ကဲနီးပြရင်ကိစ္စတွေရေနောက်ပြီးတော့ तू အတင်းမှာလိုအပ်တာတွေပါ तू ထောက်ပြတာပေါ့နော်အဲ version တော့မတူဒါကတော့ तू နေရာမရလို့ပြောတာအဲ့တော့နည်းနည်းတော့ခက်ဆစ်စင်ပါရေအဲ့တော့ဒီရာဒီမှာနောက်တစ်ဖက်ထပ်ပြီးတော့ဟိုမေးကြည့်တာသိချင်တာလေးပေါ့နော်ကိုကိုစိုးရင်မြင်ပါ ဟိုလူခေါ်ယူမှုတွေကဆာလာလောကကံအောင်ခတ်အောင်မြန်ဖြစ်ခဲ့လားဒီသူတို့ရဲ့အဖွဲ့ဒီအာဂဒါဒရိုက်တာရဲ့သူတို့ဒီစလော့တိုရဲ့လူခေါ်ပုံတွေကတမင်မြန်တမင်တော့မဟုတ်ပင်မဲ့ဗျာအဲ့လိုမျိုးလေးဆာလာအတွက် supporting တွေအကုန်ဖြတ်သွားပြီးတော့ဆာလာအတွက်ပို့ပြီးတော့ရုံးကန်တဲ့ပုံစံသူ့အသက်အရွယ်ကသူကတယောက်တည်းတည်ကစားတဲ့အနေဒါအဲ့အခြေအနေတွေကိုကိုစိုးရီအမြင်တွေဒါကရောခက်ခဲစေခဲ့သလားပေါ့နော်အဲ့ဒါလေဒီစိတ်တစ်ပိုင်းပါမယ်လို့ထင်တယ်အထူးသဖြင့်သူ့နောက်မှာအာလိုလိုကစားသမားမျိုးမရှိတော့ဘူးပေါ့နော်သူ့ အာနိုးနေရအစားတို့ကိုခေါ်လိုက်တဲ့ frame bound ကလည်းအသင်းနဲ့အမ်းဝင်မှုဆိုတော့အပြောင်းလဲတွေအများကြီးလောက်ရတဲ့ sports line ကစားရတဲ့ကာလတွေရှိတယ်အခုဆိုရင်ဂျိုကိုမတ်ကိုတုံးရတဲ့ကာလမျိုးတွေရှိတယ်ဆာလာအနေနဲ့ကြတော့သူတစ်ချိန်လုံးတွဲကစားခဲ့ပြီးသားအသင်းတသင်းရနေပြီးတော့ကစားသမားတွေအများကြီးရောက်လာချိန်မှာသူလည်းကစားရလဲပုံမှန်အောက်ကိုသူသူ့ရဲ့ performance လည်းကျသွားသလိုကစားရတာလည်းအဆင်ပြေမှုတွေရှိကောင်းရှိလာနိုင်တယ်ပြီးတော့နောက်တစ်ခါချက်ကအသက်အရွယ်ရပါတော့သူအသက်အရွယ်ရဆိုရင်အမှန်တကယ်ကလီဗာပူးအဖြစ်တင်ဆောင်ကရာသီကုန်မာတဲ့ဆာလာကိုလက်လွတ်လိုက်တင်တာစာချုပ်တက်တမ်းမတိုးဘဲနဲ့ဒါ နှစ်ဦးသဘောတူညှိနှိုင်းပြီးတော့ဆလာကိုတန်ရာတန်ကြီးတစ်ခုနဲ့လက်လွတ်လိုက်မယ်ဆိုရင်ဒီလိုပြဿနာမျိုးတွေကြုံလာမှာမဟုတ်ဘူးပြီးတော့ဒီလိုပြဿနာမျိုးတွေအခုမှကြုံလာလည်းမဟုတ်ဘူးအသင်းရဲ့တကယ်ကိုမရှိမဖြစ်အိုင်ကွန်ကစားသမားတွေအထူးသဖြင့်ဒီလိုအသက်ကြီးပိုင်းကစားသမားတွေပေါ့နော်စာချုပ်တန်တူပြီးသွားရင်ဒီလိုပြဿနာမျိုးတွေကြုံတတ်တယ်အသင်းနဲ့အဆင်ပြေမှုတွေရှေ့မှာအာဆင်နယ်မှာအိုဇေးကိစ္စဖြစ်ခဲ့ဘူးတယ်အိုဇေးလည်းဒီလိုပဲအရန်ဟိုစာချုပ် တက်တန်းတိုးပြီးလာစာမြင့်မြင့်ရသွားပြီးနောက်ပိုင်းမှာအသင်းတွင်းပြဿနာရဲ့နောက်ဆုံးအာဒီတလက်ထက်မှာဒီလိုခက်ဆင်စင်ပေါ့နော်။အိုဇေးကိုလည်းလက်လွတ်လိုက်ရတဲ့အခြေအနေမျိုးရောက်သွားခဲ့တယ်ဆိုတော့ဆာလာရဲ့အခြေအနေက ကိုနန္ဒမေးသလိုပဲသူ့ရဲ့ဒီအဝင်းအဝိုင်းလေးတစ်ခုပြက်စီးသွားတာနဲ့လည်းဆိုင်တယ်လို့သူ့ရဲ့အသက်ရွယ်ပိုင်းရောက်အကျဘက်ကိုရောက်လာတာ performance out သွားတဲ့အနေထားမှာနီးပြတုံရင်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 နဲ့နောက်ဆုံးသူ့ကိုဆက်တော်ရင်တော့ငါ့ရဲ့အနာဂတ်တော့ထိခိုက်တော့မှလားဆိုတဲ့အတွေးမျိုးဝင်လာချိန်မှာသူ့ကိုခောက်လိုက်တယ်ဒီချိန်မှာတော့အလောင်းစားတော့ကြီးတယ်စားလာခောက်ပြီးတော့ရှစ်လျှောက်ရလက်တွေမကောင်းဆိုရင်အာနီစလော့ပေါ်မှာအဲ့အဲ့ဒါတွေကပြန်ပြီးတော့တပတ်ပြန်လဲလာအောင်မယ်ထင်တယ်။ဘာလို့ဆိုအာနီစလော့အနေနဲ့ကြာလဲ image စာလာနဲ့ရှင်မယ်ဆိုရင်စာလာကကမ္ဘာအဆင့်ဒီကစားလာမတယောက်ဟိုကမ္ဘာအကောင်းဆုံးနဲ့တန်းတယောက် ။ဒါနေဆိုတော့ကြမနှစ်ကမှပရီးမီးယားလိကိုရောက်လာပြီးမှချန်ပီယံဒီချန်ပီယံဖြစ်ထားလို့သာဒီလိုတန်းကိုပို့ထားပေမဲ့မနှစ်ကမတိုင်ခင်ထိသူ့ရဲ့ level ကအဲ့လောက်ကြီးထိပြောမယ်ဆိုဒီဥရောပဘောလုံးအဆင့်တန်းမှာအဲ့လောက်ကြီးသူ့နာမည်ရမရှိဘူးဆိုတော့ဒီဟာကိုသူသက်သေပြဖို့တော့လိုတယ်ဒါပေမဲ့လောလောဆယ်တော့အင်တာမီလန်လိုပွဲမျိုးမှာဆာလာမပါဘဲနဲ့ဆိုပါစလိုင်းရဲ့ဒါတွင်ကိုနဲ့နိုင်ထားတယ်ဆိုပါစလိုင်းကဆာလာရဲ့အခန်းကဏ္ဍမှာအပြာကြီးသူကပူပီထမ်းပိုးရမှတင်အထူးသဖြင့်ပင်နယ်တီကန်တဲ့အပိုင်းနဲ့အသင်းကိုဥဆောင်တဲ့အပိုင်းနဲ့တိုက်စစ်ကိုဝင်ကို ဆိုပါစလိုက်ပို့ပြီးထမ်းရတော့မယ်ဆိုတော့ရှေ့လျှောက်အနာဂတ်မှာလီဗာပူးအနေနဲ့လမ်းကြောင်းမှတ်ပေါ်မှာဆက်သွားနိုင်ရင်တော့ပြဿနာမရှိဘူးဆာလာကိုလည်းဒီလိုပြဿနာတွေကြားတဲ့ကနေရှင်းထုတ်လိုက်ပြီအသင်ကလည်းရလမကောင်းမနဲ့ဒီလိုမျိုးအခြေအနေမျိုးဆိုရင် နီးပြအားနဲ့ဆက်လို့ပုံမှာပြန်ပြီးတော့ဒီဒီလောက်ရတဲ့ရနေပေါ့သူစီကိုလည်းပြန်ပြီးတော့ရိုက်ခတ်လာနိုင်တယ်လို့ကိုထင်ဟုတ်ကဲ့ပါဆိုတော့ပြည့်စုံပါတယ်အဲ့တော့လက်ရှိပုံစံကသူတို့ခေါ်လိုက်တဲ့လူတွေကလည်းစာသာအတွက်ထောက်ပေးရတွေမှာ Florian First တို့ US တို့ဒီကစားမတွေဆိုရင်လည်းဘလုံးကင်ကစားတဲ့ကစားမတွေနောက်ပြီးသူတို့ central ပေါ့နော် centralize လုပ်ပြီး ဟိုပြုတ်ပြီးကစားတဲ့ကစားသမားမျိုးတွေဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့ corrigal ဘိုးတို့ပါလို့ဆိုလဲအရင်ကြီးဒီ present မှာ line နိုင်တဲ့ကစားသမားတွေမဟုတ်ဘူးနောက်ပြီးတော့ကျွန်တော် isset နဲ့ဒီ ikidiki နှစ်ယောက်လုံးအပြိုင်တွေခေါ်လိုက်တဲ့ပြဿနာတွေတကယ်လိုအပ်တဲ့ defenses ဒီ dm တယောက်ဟို dm sorry ကျွန်တော်စန္ဒဘတ်စန္ဒဘတ်တယောက်ကူကြီးကိုလည်းရအောင်မခေါ်ခဲ့နိုင်ဘူးဘာကြောင့်လဲဆို isset ခေါ်လိုက်လို့အဲအဲ့လိုမျိုးအနေထားတွေကလည်းကပောင်းကနေဖြစ်တယ်ပေါ့နော်ခံစစ်မှာလည်းသူနဲ့တွဲကစားနေရအာနုမရှိရတဲ့တကယ်ကို main မဲ့ဆိုတော့အဲ့ကစားသမားခေါ်ယူမိတော့ကျွန်တော်ကနည်းနည်းလေးပို့ပြီးတော့ဝေဖန်ရှင်နေပေါ့နော်ဆာလာအတွက်ဘ ਹੁ ပြ ြုသောကစားသမားတွေကိုမခေါ်ဘဲနဲ့ကစားကွက်တစ်ခုကိုတိဆောက်ပြီးဆလော့ကသူပေါ်သွားခြင်းတဲ့ပုံစံကိုဖြစ်တည်ဖို့ကစားကွက်ကိုခင်းလိုက်တယ်လို့ကျွန်တော်တို့ယူဆတယ်။အဲ့ဒီယူဆချက်နောက်မှာဆာလာကဒီထဲမှာအန်ဝင်မလားဆိုပြီးသူသုံးကြည့်ရယ်စုစုပေါင်း16ပွဲတော့သူသုံးခဲ့တယ်။အန်မဝင်ဘူးသူမပါခဲ့တဲ့3ပွဲလောက်မှာရက်လက်လေးတွေကောင်းတာတွေ့ရတယ်။အဲ့တော့ခြေစွမ်းရလဲဒါကတော့ကစားကွက်နဲ့အန်မဝင်တော့ဒီပုံစံဖြစ်သွားတယ်ပေါ့နော်။ဆာလာကချက်ချင်းဟိုလိုက်ရောညီထွေပြောင်းလဲ adaptable ဖြစ်နိုင်တော့တဲ့ professional level ရှိရဆိုပေမဲ့အသက်အရွယ် ရတော့နည်းနည်းလေးတော့အဆင်မပြေရလေးရှိခဲ့လို့ကျွန်တော်တို့ဒီလိုဖြစ်သွားတဲ့အထင်နဲ့ပေါ့နော်အဲ့တော့နောက်တစ်ခုကကိုရှင်ကြီးအမြင်နဲ့သိချင်တာလေးကအင်တာနက်ပေါ်မှာကစားသွားတဲ့ကစားသမားတွေရဲ့စိတ်သက်ချေစွမ်းကဆလာရှိတော့ရနဲ့မတူဘဲနဲ့ပိုကောင်းနေလို့ကျွန်တော်ခံစားရတယ်။အဲ့ဒါကကျွန်တော်စိတ်ထဲမှာ feeling တစ်ခုတော့ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ ငါတို့ကဆာလာမပါလိုက်ရတယ်ကွာဘာမှမဖြစ်ဘူးငါတို့ရအောင်ကန်နိုင်တယ်ဆိုတာတခုနောက်တစ်ခါကြည့်ရင်အဲ့ဒါကြီးကဆာလာအတွက်ပို့ပြီးခန်းစားချက်ဖြစ်စီတယ်ဒီကစားသမားတွေကသူလည်းနှစ်ပေါင်းများစွာကစားခဲ့တယ်ဒါပေမဲ့တကယ် professional ဆန်ဆန်ကန်သွားတယ်အလီစင်ဘက်ကဆိုတော့သူဆာလာနဲ့ရိုမာမာနဲ့ကသူတို့လက်တွဲခဲ့တယ်ဒီမှာလည်းတွဲခဲ့တယ်သူအဲ့လိုမျိုးတွေနောက်ပြီးတော့ဟိုအားလုံးကဆာလာဝန်မြန်း ဟိုဝိုင်းပယ်ချင်နေလားအမြင်မကြည့်ရလားဒါမှမဟုတ်ဆာလာရဲ့အဲဒီကိုင်းနွေးမှာတကူကောင်းဆန်မှုတွေနှစ်ပေါင်းမြောက်သာဆာလာတကူကောင်းဆန်တာမှန်တယ်ကျွန်တော်လက်ခံဒါပေမဲ့အဲ့ဒီတကူကောင်းဆန်မှုတွေကြောင့်ပဲဖလားရခဲ့နေတွေလည်းရှိတယ်ဒါလည်းညှင်းလို့မရဘူးအဲ့အဲ့ဒီပေါ်ကစားသမားတွေရဲ့စိတ်သက်အနေထားကကိုချင်းကြီးအဲနိုင်ရှင်ကြီးပေါ့သူမပါရင်ပူကောင်းအောင်တမင်ကန်နေရလားဒါမှမဟုတ်သူတို့အလုပ်သူတို့လုပ်တာလားဒါကဘလို့ခြေနေရှိတယ်ပေါ့ကျွန်တော်အဲ့လိုတော့မထင်ဘူးဟိုကစားသမားတွေဆာလာမုန်းပြီးတော့ဆာလာမပါမှငါတို့ပူကောင်းအောင်ကန်မယ်ဆာလာပါရင်ငါတို့ပူကောင်းအောင်မကန်ဘူးလို့အဲ့လိုတော့ကျွန်တော်မထင်ဘူးဘာလို့လဲဆိုတော့ကို့အသင်းပေါ် ရအောင်ကျွန်တော်တို့ပဲကြည်လေလုတ်ဖို့ကန်ပဲကျွန်တော်တို့ဂျင်းနီရတယ်ကျွန်တော်တို့လည်း quality နှစ်တွေကြာကြီးလုတ်ခဲ့တဲ့လူတယောက်မရှိမှကျွန်တော်ပိုကောင်းအလုပ်တွေလုတ်မယ်ဆိုတာမျိုးမှမရှိတာเนาะဒါကသူ့အတူ generally ကတကယ်ကြီးအဲ့လိုဖြစ်နေတာဆလာပါသွားရင်အခုနလိုပဲကျွန်တော်အတောင်းတွေကတိုက်ဆိုင်သွားတာဗျအဖြစ်ဖြစ်ပျက်တွေအများကြီးအခုတို့အခုနခုနကရောအခုဆိုးရွားပြောနေဆိုအားလုံးမရှိတော့တော့ဆလာနဲ့ link ကတွဲမဲ့လူမရှိဘူးဂျိုတာတို့ဒီရက်တို့လို့သူနဲ့တွဲလို့သူ့အထာနဲ့နေတဲ့ဟို Famino Mane တို့မရှိတဲ့နောက်ပိုင်းမှာ DR တို့ DS တို့ဂျိုတာတို့ကသူ့အတွက်အကောင်းဆုံးအတွက်ဖက်တွေပဲသူ ဘာလို့ရမလဲပြီးတော့လီဗာပူးရဲ့တိုက်စစ်ရန်နေရာတစ်ခုလုံးကဆာလာကိုလုံးဝပရက်ဆင်နေလို့ဖို့လဲမလိုအပ်ဘူးရတယ်မြဘလုံးဆုံးကလည်းပြန်မလိုက်နဲ့ဆိုတာမျိုးပေးထားနိုင်တယ်ပြီးဘလုံးပြန်ရသွားရင်ဆာလာကစားပေါက်ချောင်ဖို့စပေးရဖို့အတွက်ပြိုင်ပွဲကစားမားတွေက off the run ဘလုံးမရှိဘဲနဲ့ရှောက်ပြေးပေးတယ်ဗျာဆိုလိုချင်တာအယူကြီးလိုပြေးနေတာအမှန်တရားတကယ်တမ်းကြည့်မယ်ဆိုရင်အဲ့ဒါတွေကဘာလို့ sacrifice လုပ်ပေးတာမာနီရိုဖာမီနိုဆိုရှင်းမှာအများကြီးလုပ်ခဲ့ပူပါတယ်ဒါတွေကဆာလာအတွက်ဆိုတာတည်းကိုအတွက်အသင်းအတွက်လုပ်ပေးနေတာဆာလာကောင်းဖို့ဆိုပြီးတော့သူတို့လုပ်နေရလည်းမဟုတ်ဘူးဒါတွေကအားလုံး ကျွန်တော်တို့1 day ကျွန်တော်တို့ တယောက်တည်းရလဲတစ်သင်းလုံးအတွက်ပဲတစ်သင်းလုံးကလည်းတယောက်လဲအတွက်ပဲဆိုတဲ့ပုံစံမျိုးပေါ့နော်ကလော့ပြောခဲ့သလိုပေါ့အဲ့လိုအဲ့လိုပုံစံတစ်သင်းရဲစွမ်းနဲ့သွားခဲ့ကြရတယ်ဒီချိန်နေမှာတော့အဲ့လိုစိတ်တွေနည်းနည်းလျှော့သွားရလဲပါမယ်ဒါပေမဲ့အဲ့လိုမျိုးကြီးမလို့မုန်းထားတော့ကျွန်တော်ဖြစ်မယ်လို့မထင်ဘူးဒါပေမဲ့အခုနကကိုနနာပြောတဲ့ဟာအခုလုံးစုံသွားတာအခုရောက်လာတဲ့ကစားသမားတွေကသက်ဆိုင်ရာအသင်းတွေမှာ ESS ဆိုလဲသူ့ကိုတည်ထားတာ Florian Vest ဆိုလဲသူ့ကိုတည်ထားတာအဲ့လိုဆရာကြီးရေဂူဂူထဲမှာဟိုချင်းသိမ်းနှစ်ကောင်မှာအောင်းဘူးဆိုတာမျိုးပေါ့နော်အဲ့တော့ဆာလာဟိုငကူတွေကတည်ကစားတဲ့အသင်းမှာနောက်ထပ်တည်ရမယ့်ကစားသမားတွေပါလာတဲ့အချိန်မှာ present ဆိုရင်အားမကောင်းတော့ ဘူးအဲ့တော့နီးပြအနေနဲ့လဲဒါဟိုဆလာဟို73မှာလာမတုံးဘူးလားကြံတဲ့လူတွေနဲ့ဆက်သွားမှာလားဒီနေ့မှခေါ်ထားတဲ့ကစားသမားတွေပြန်ခောက်မှာလား तू ကလည်းဆုံးဖြတ်ရတော့မယ်နီးပြရဲ့အလုတ်က decision making ကဒါ तू လုပ်ရမယ်အလုတ်ပဲအဲ့တော့ तू လုပ်လိုက်တယ်ကိုစိုးကြီးကပြောသလိုပေါ့ဆလာက तू အဆင်မပြေတော့ဘူးရှေ့မှာခွေးထားတော့ပေးတယ်လို့ကျွန်တော်ပြောရမှာနော်ဆလာကိုကျွန်တော်တို့ တပွဲနှစ်ပွဲသုံးပြီးတော့အဆင်မပြေဘူးကွာနားတော့ကွာဆိုပြီးလုပ်ခဲ့တာမျိုးမဟုတ်ဘူးခြေသွမ်းမကောင်းမှန်းတိတိကြီးနဲ့လေဘာလို့ပိတ်သက်တွေကိုယ်တိုင်ဟိုကျွန်တော်တို့တတော်ကြီးကိုဒါဆာလာအောင်မေးမလဲရဘူးလားမထုတ်ရဘူးလားဘာမှမလုပ်ရတဲ့အသုံးမကျတဲ့နီးပြလို့ပြောခဲ့ကြဘူးလေပြစ်တင်ခဲ့ကြဘူးလေဆလော့ကိုဆာလာနဲ့ပတ်သက်ပြီးတော့ဆာလာကိုလူစားမလဲလို့ဒါမဲ့အဲ့လိုတွေခွင်းကြီးတွေပေးခဲ့ပြီးတော့မှနောက်ဆုံးမဖြစ်တဲ့အဆုံးမှာတော့ဆာလာကိုလိုင်းအောက်လိုက်တဲ့အချိန်မှာတစ်ချက်ကံကောင်းထောက်မှာချုပ်ပွဲရက်လက်မကောင်းဘူးချုပ်ပွဲတွေရက်လက်ကောင်းတယ်ဖရန်ဖတ်519တွေဝဆန်2090တွေရက်လက်တွေကောင်းခဲ့တဲ့ပွဲတွေများကျွန်တော်တို့ အသင်းကတူးကောင်းတယောက်ကောင်းမဟုတ်တော့ဘဲနဲ့အသင်းလိုက်ဟန်ချက်ဆိုတာလေးသွားပြီးညီသွားတာမျိုးသွားတွေ့ရကျွန်တော်တို့အဲ့ဒါပါပဲအဖြေကတူးကောင်းနဲ့သွားနေတဲ့အသင်းဆာလာကိုတဲပြီးသွားနေတာနဲ့အခုတော့ဆာလာမရှိတော့တဲ့ချိန်မှာအသင်းလိုက်ဟန်ချက်ကိုပူအားပြုသွားတယ်တူးကောင်းတယောက်ကောင်းရှာမနေတော့ဘလို့ရရင်ဆာလာကိုပေးပြီးတော့အဆုံးသတ်မယ်ဆိုတာမျိုးထက်ကျုံတဲ့လူအဆုံးသတ်မယ်ဆိုတာမျိုးနည်းနည်းပို့ပြီးတော့ပော့ပါသွားတယ်ဖီးအားမရှိတော့ဘဲနဲ့အဲ့ဒါကတို့တို့နည်းနည်းလေးမှအခုမှတော့လက်တလုံးမှတော့အခြေအနေကောင်းနေရပါလေဒါပေမဲ့ကိုစိုးယူနာပြောသလိုရင်းရှိမှဆာလာမရှိတော့တဲ့အချိန်မှာရက်လက်မကောင်းရင်တော့ အားလုံးကတော့ကျွန်တော်တို့ professional level ဖြစ်တဲ့အတွက်ကြောင့်နီးပြမှာလည်းတာဝန်ခံမှုတာဝန်ယူမှုတွေရှိလာလိမ့်မယ်အဲ့တော့ကောင်းသွားရင်လည်းသူတို့ပဲနီးပြပဲစံစားရမယ်ကစားမားတွေလက်ရှိကြံနေတဲ့ကစားမားတွေစံစားရမယ်မကောင်းသွားရင်လည်းနီးပြလည်းတာဝန်ယူရမယ်မကောင်းလည်းအသင်းမှာရှိနေတဲ့ကစားမားတွေလည်းဒါအခြေအနေရကျွန်တော်တို့အများကြီးအပြောင်းအလဲတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒါတွေကတော့ဘောလုံးလောကရဲ့ဟိုလောလောကရန်တွေလို့ပဲပြောမှာတော့ဆလာတယောက်သေးရဲ့အပြစ်လို့တော့လည်းမဟုတ်ဘူးပေါ့နော်သူဘက်ကတွေးတာကစားသမားနေရာအနေတွေးကြည့်တာ ငါတယောက်တည်းဖြစ်နေတာမဟုတ်မင်းတို့အသိရဲ့ခန့်စစ်လက်ကြီးကိုမင်းတို့ကွင့်လဲဘာဖြစ်နေလဲကြီးကိုမင်းခေါ်ထားတဲ့လူတွေကဘာလုပ်နေရလဲကြီးအောင်ဆိုတဲ့ပုံစံမျိုးပလီယာလဲတွေးမှာပြီဆာလာတာမန်အညာတရကစားလာမှာမဟုတ်ဘူးလေခင်မဲ့တကယ်ကိုလီဗာပူးရဲ့အကိုကြီးတဲ့မမြတဲ့မှာလီဗာပူးရဲ့အကောင်းဆုံးတော့မှဆာလာလို့မြင်တယ်တမိုင်းတစ်ချောင်းနော်ဂျရက်တွေဘာတွေကောင်းခဲ့တာမှန်တယ်ဒါပေမဲ့အသင်းကိုတကယ်ကိုအကျိုးပြုမှုအသင်းရဲ့ဒီတိုက်ဆက်မှာလှုပ်ပြခဲ့တာတွေကတကယ်ကြီးကိုကျွတ်တာဆိုတော့သူကလည်းသူ့ရဲ့မာနသူ့ရဲ့ဒီအတ္တသူလှုပ်ပြခဲ့တာနေဆိုင်ငါဒီလိုထိုက်တန်ရလားဆိုတဲ့အတွေးမျိုးမြင်ပါကျွန်တော်ဆိုလဲတွေးမှာပဲ ကျွန်တော်ရဲ့ပတ်ဝန်းကျင်ကအခုကျွန်တော်ဒီမှာလုပ်နေတဲ့တဝန်းရနေကျွန်တော်ဒီလိုဆက်ဆံကျွန်တော်အဲ့လိုပဲတွေးမှာအဲ့လိုတွေးရင်အဲ့လိုစကားမျိုးတွေထွက်လာမှာပဲဒါလူလိုလူတယောက်ရဲ့စိတ်ကိုလိုက်ခံစားပေးလို့ဒါပေမဲ့လုံးသိမလုံးသိဆိုတာကတော့အဲ့အကျိုးဆက်ကိုတော့ကိုယ်တာဝန်ခံမှုတာဝန်ယူမှုတော့ရှိရမှာကိုက तू ကလှုပ်ရဲတယ်ဆိုတာသူ့အနေထားနဲ့ဒီချိန်မှာငါဒီလိုပောက်ကွဲပြလိုက်ငါ့အသင်းကထွက်လိုက်ငါတခြားနေရာကိုသွားမယ်သူမှပလန်ရှိပြီးသားလေသူအေးချင်းမှာနောက်မှာဘလောက် ကင်တွယ်ထားတာတွေအေဂျင့်နဲ့ဘလောက်ပြီးသူစကားတွေပြောထားလဲမှမသိတာဟုတ်ဒါအကိုတို့မြင်တာအာမန်ရှေ့မှာမြင်တဲ့အမြင်လေးပဲမြင်တာနောက်မှသူတို့အဲ့အတွက်ဘာတွေပြိုပြီးပြင်ဆင်ပြီးတော့ဒီစကားကိုထုတ်ပြောလဲဆိုတာကိုလည်းနောက်ွယ်ရအကြောင်းအရာတွေကအများကြီးလိုက်မမိနိုင်တော့အောင်ရှုပ်ထွေးမယ်လို့ထင်တယ်ဟုတ်ကဲ့ဘိုးပြောတာတော်တော်မှန်ပါတယ်ဒီကတော့ ego ပေါ့နော် ego ကလည်းကျွန်တော်ခုနကကိုစိုးကြီးပြောခဲ့တာထောက်ခံတယ်ဘာဖြစ်လို့ဆိုတော့ထားရမှာပဲ ego ကလည်းတချို့အရာတွေကြာကျွန်တော်တို့ ego မရှိရင်မအောင်မြင်နိုင်ဘူးဗျဒါပေမဲ့ ego management လုပ်ဖို့တော့လိုပါဘူးเนาะအတ္တကတော့ဒီတိုင်းမှာရှိတယ်သူ့နေရာကို तू ခုနှစ်နှစ်ကစားခဲ့ပြီးပြီးတက်တဲ့တစ်ခုပြပြီးဘယ်သူနဲ့မှ तू ရှင်လူစီရာမလိုဘူးလို့ तू ပြောခဲ့တဲ့စကားလုံးတွေကြာတော့ကျွန်တော်ကဒါလည်းမှန်နေရပဲ तू လုတ်ခဲ့တယ် तू လက်ပါဦးမှာဘယ်လောက်ထိလုတ်ခဲ့လဲဆို तू တွင်းခဲ့တဲ့တွင်းကိုအရေးတော့ဆိုတာလက်ပါဦးတမိုင်းမှာတော့သူ့ထက်များတယောက်နှစ်ယောက်ပဲရှိတယ်နောက်ပြီးတော့အသင်းပေါ်အကျိုးပြုမှုမှာလည်းအများကြီးပဲ premier league တမိုင်းမှာလည်းသူ့ထက်များတူလက်ချိုး းရီလို့ရတယ်။ twin goal တွေ assist တွေပေါင်းလိုက်ရင်ကျွန်တော်တို့ဒီ legend တွေထဲမှာ तू က legend living legend ဖြစ်နေတယ်။ तू နောက်ပြီးတော့ तू က तू ရဲ့ခံယူချက်ကိုကျွန်တော်မြင်လိုက်တာ तू စူးစမ်းနေတယ်သိလား။ तू အချိန်ပေးစီချင်သေးတယ်ကျွန်တော်က तू အကောင်းဆုံးစူးစမ်းနေတယ်။ဒီကစားဒီအပြောင်းရွှေ့လေးဒီကစားကွက်အချိန် changes လေးမှာ तू အံဝင်အောင် double table ဖြစ်အောင် तू လိုက်ရောညီထွေဖြစ်အောင် तू လိုက်လုံနေတဲ့ဂျားတဲ့ကဒီရလက်ဆိုးတာလေးကိုသူ့ကိုပဲပုံချရရတယ်ဗောနော်တစားကန်အဲ့ဒါ ကစားမမကတွေးနေကျွန်တော်တယောက်ထဲမြင်တာမမဘူးရ။ဘာကြောင့်လဲဆိုတော့တသိန်းလုံးညံ့နေရဗျာ။ငါတယောက်ထဲတာကိုခုနကကိုဆွေးပြောတဲ့ဟာလေ။အဲ့ဒါကတော့ကျွန်တော်လည်းအလိုပဲခံစားရတယ်သိလား။သူ့နေရာဝင်ခံစားလိုက်ရင်ဘာဖြစ်လို့ငါ့ကိုပြောနေရလဲ။ငါငါတယောက်ထဲမဟုတ်ဘူးလေ။ဒါပေမဲ့ကိုချင်းကြီး ပြောခဲ့တဲ့စကားလေးတခုကျွန်တော်သဘောကျရပေါ့နော်အပြင်မှာအဲ့လိုမျိုးသူကောင်းသားခဲ့တဲ့တုန်းကလည်းပြီးခဲ့တဲ့ရာသီတုန်းက तू ပဲ PFA အကောင်းဆုံးတုန်းမှာဆူရခဲ့တယ်။ तू ပဲအကောင်းဆုံးဆိုတဲ့အရာတွေဒါကမ္ဘာအကောင်းဆုံးဆိုတဲ့စီးရင်တွေပါခဲ့တဲ့တကယ်ညံ့ရင်လည်းဒါကတော့ဟိုအကောင်းရှိသလိုအဆိုးရတွန်တွဲနေမှာပေါ့နော်။ဆိုရင်လည်းခံရမှာပဲကောင်းရင်လည်းယူထားတာပဲဆိုတဲ့ဟာမျိုးကတော့ဒါကတော့ gift fan တွေဘဝကြီးအလိုသွားနေလို့ထင်တယ်ပေါ့။ကိုချစ်ကြီးရဲ့အမြင်မှာရောကစားသမားတယောက်ရဲ့ ego ကလိုအပ်လားမလိုအပ်ဘူးလားဒီလိုမျိုးကစားသမားတွေက ဒီလိုမျိုးကျွန်တော်ပြောချင်တာအဲ့လိုမျိုးကိုကျွန်တော်တို့ကလောကမှာလူ့ဘဝမှာလိုအပ်တယ်လို့မထင်ဘူးလားဟုတ်ဒါကလူလိုမလိုလို့ရှိမှာပဲလူသားဖြစ်တယ်လို့ကြောင်ကျွန်တော်တို့ကလူသားဟိုကျွန်တော်လူသားဆန်လားလူသားဆန်မှုပေါ့နော်ဒါတွေကဟိုလူသားတယောက်ရဲ့စိတ်ခံစားမှုတွေကမလူချင်းလဲရောက်လာမှာပဲကျွန်တော်တို့အချင်းတည်းရအဲ့ဒါကိုရှော့ချနိုင်ဖို့လိုတာထိနိုင်ဖို့လိုတာအသည့်နဲ့တတိကပ်ဖို့လိုတာပေါ့နော်ဟိုကျွန်တော်ပြောချင်တာဗျာဝဲရူနီဆိုရင်ဥမာပြောပြမယ်ယူနိုက်တက်ရဲ့လုံးဝလက်ချက် ဟိုအေဗာတန်နေအင်ဝေးချမ်ဘောကနေယူနိုက်တက်ကိုပြောင်းလာဒါကွန်ဘဲလုတ်ပြရတာပေါ့နော်နောက်ဆုံးသူ့ရဲ့ကစားမဘောကနေဝင်ချင်းဒီအသက်30နောက်ပိုင်းအခုဆာလာလို့လို့အသက်ရွယ်နားရောက်လာချိန်မှာမော်ရီယိုခစ်က2016လောက်မှာသူ့ခောက်တာပဲ ကွင်းလေတွေပို့တာပဲဆိုလို့ကျင်တာသူကြာရနေရတယ်ကစားပေးသွားတယ်နောက်ဆုံးသူအသင်းမှာဆက်ရှိနေဖို့အတွက်လက်ခံလိုက်တယ်ဗျာနောက်ဆုံးမှာအေးငါကြာနေပြီငါအသင်းမှာပုံမဲ့ပွဲထွက်ခွင့်တနေရအတွက်ကိုမလုံလောက်တော့ဘူးဟုတ်ကဲ့ဆိုလို့ကျင်တာမလုံလောက်တော့လည်းဖြစ်မယ်တရားအခိုက်တန့်လည်းဖြစ်ဖြစ်မယ်ရင်ရှည်လည်းဖြစ်ဖြစ်မယ်ဘာအနာဂတ်ကိုကျွန်တော်တို့ကြုံမသိနေအတွက်လက်တော်မှာလက်ရှိကြုံနေရတာကိုလက်ခံလိုက်တယ်ပြီးတော့မှတဆင့်ချင်းအသင်းကိုငါဘာ contribute လုပ်နိုင်မလဲဆိုတာမျိုးကိုလှုပ်ပေးလိုက်ရင်တော့ကစားသမားလည်းပြိသက်တွေရဲ့အဲ့ဒီချိတ်ခင်လေးစားမှုကိုစက်ထိန်ထားနိုင်တယ်ဥပမာကွဲတိုင်းမပြက်လေအဲ့အရင် နေထားလေးကိုကျွန်တော်ပြန်ထိန်းနိုင်တာပေါ့နော်အဲ့တော့ဒီ sala case မှာကဒါမှားတာမဟုတ်နော် sala မှားတယ်လို့ပြောတာမဟုတ် sala ကကြတော့လက်ရှိ तू ကြသွားပြီဆိုတော့ तू ကလက်မခံဘူး ငါလုံနိုင်သေးတယ်ငါအသက်ရွယ်ရလာပြီမှန်ပေမဲ့ငါအရင်လိုမျိုးစွမ်းဆောင်နိုင်သေးတယ် performance ကောင်းနိုင်သေးတယ်ငါဟာဒီလိုအသင်းရဲ့ performance ကျသွားကြအောင်ငါလည်းထိုးကြနေတာဒါအသင်းကငါ့ကိုစိတ်မရှိနိုင်တော့လို့ तू ယူဆလို့ तू ကဒီလိုပြောတာပေါ့နော်အဲ့တော့ဒါကမတူညီတဲ့အမြင်တွေကြောင့်လဲ class ဆိုတာဖြစ်လာတာအသင်းနဲ့ anti slot ကယူဆမှုမှာလဲဆလာကျလာပြီပွဲထွက်ခွင့်ထက်မလွန်လောက်သေးဘူးအဲ့အတွက်ကြောင့်သူ့ထက်ပို့ပြီးအသင်းမှာပွဲထွက်ခွင့်ထက်ပို့ထိုက်တယ်မထင်တဲ့ကစားသမားကိုနေရာပေးတာအဲ့တော့ဒါတွေကအမြင်တွေကတော့အမျိုးမျိုးရှိမှာပဲကျွန်တော်တို့ဘာလို့မှန်တယ်မှားတယ် မရှိကိုဆိုင်ကကြည့်ရင်ကိုမှန်နေကြမှာပဲဆာလာရဲ့ဟိုနောက်တစ်ခုသူတယောက်တည်းပေါ်မှာအပြစ်တင်ခံရတယ်ဆိုတော့လောကမှာဗျာရှင်းရှင်းလေးပဲကောင်းရင်ဝေဖန်အချီးကျူးကြမယ်အာရန်တော်တယ်ကျွန်တော်တို့အောင်မြင်နေတဲ့အချိန်ကိုတစ်ခုခုအချိမတ်နေရနေတဲ့အချိန်မှာအားလုံးရဲ့ချီးကျူးမှုတွေကျွန်တော်တို့လက်ခုပ်တန်နေကြရလိမ့်မယ်ကိုတစ်ခုခုအမားတွေရှုံလာပြီးဘဝမှာကြာရှုံးတဲ့အချိန်ကြရင်လဲဝေဖန်ပြီးကဲ့ရဲ့ပြီးလက်ညှိုးထိုးတာတွေကြုံလာဒါတွေကမလိုချင်မဲနဲ့လဲကျွန်တော်တို့ရောက်ကိုရောက်လောင်ထားကိုလက်ခံနိုင်ရမယ်ကျွန်တော်လက်ခံနိုင်မှုလဲပြင်ဆင်မှုလို့ဒါပေမဲ့ကိုကိုယ်တိုင်ရောလက်ခံနိုင်ပြီလားကျွန်တော်တို့လဲဝေဖန်မှုတွေကြုံရင်ကိုအပြစ်တွေတင်လာရင်ကျွန်တော် လဲစိတ်တွေဆိုးတယ် ဟိုအဲ့အချိန်ဒီမှာစိတ်အစိမ်းမပြေတာဖြစ်တယ်ပေါ့နော်အဲ့တော့ဆာလာဒီလိုဖြစ်နေအောင်လဲနားလဲပါလေကိုချင်းလဲစားပါလေသူ့လိုအနေထိုင်းနေဗျာပြီးခဲ့တဲ့9လမှ BFA အကောင်းဆုံးစုရထားတဲ့ဘလွန်ဒီရောတော့မှန်းလို့ရနိုင်တဲ့ကစားသမားမျိုးဒီလိုဆက်ဆံခံရတာ तू နားကျင်ပါပဲ तू လက်ခံနိုင်ဖို့ခက်ခဲမှာကျွန်တော်နားလဲပါတယ်ဒါပေမဲ့လူသားဖြစ်တဲ့အကြောင်းကျွန်တော်ကောင်းခဲ့တဲ့ချိန်မှာလဲ BFA အကောင်းဆုံးစုနေတောင်သူ့ကိုချီးမြောက်ခဲ့ပြီးပြီပဲဒီချိန်နေမှာလဲ तू ခြေစမ်းကြသွားတဲ့ချိန်နေမှာလဲ तू ဒီအရှိတရားကိုလက်ခံနိုင်ဖို့လို့ तू ပြောသလိုပေါ့ तू ကစားမဘိုးကမှာတခါမှသုံးပွဲဆက်လိုင်းအောက်မခံခဲ့ ရဘူးအခုမှကြုံနေရတာဒီအချိန်နေရတာသူ့ဇာမဘွားရဲ့နေဝင်ချင်းဖြစ်ချင်းလည်းဖြစ်မယ်မဖြစ်ချင်းလည်းမဖြစ်ဘူးသူတာအောင်ပြန်တသက်ပြဖို့တော့စူးစမ်းဖို့အခွင့်အရေးရှိနေသေးတယ်ဒါပေမဲ့ဆာလာအနေနဲ့စိတ်တဲ့ပိုင်းလေးနည်းနည်းလေးတော့ပြန်ပြီးတော့ဒါသူပြန်ပြီးတော့ review ပြန်ဆယ်ဖို့လိုပဲထင်တယ်ဟုတ်ချင်တော့သူဒီလိုပြောလိုက်ချင်းကနီးပြောင်ဖြစ်တဲ့ဖြစ်တဲ့ဂျင်းဆိုင်မှုစကလုံးရည်ရွယ်လိုက်တယ်ဒါပေမဲ့ဖြစ်ချင်တော့အသိလိုက်ကအသိရောပိတ်သက်တွေရောအသိဘက်မှာရှိပါတော့နော်သူကသူကတူတယ်ဖြစ်သွားလို့ဖြစ်သွားတော့ကြာနီးပြောင်နဲ့ဖြစ်တဲ့အတွက်နီးပြောင်နဲ့နှစ်ယောက်တည်းဆိုရင် သူ့ရဲ့ power နဲ့သတိပြအောင်သူထိတဲ့ရင်ဆိုင်နေတဲ့အဓိပ္ပာယ်မျိုးဒီစကားဒီလိုစကားမျိုးထုတ်ပြောရလို့ထင်တယ်ဟုတ်ကဲ့ကျွန်တော်လေဘာဘူးနဲ့ပတ်သက်တဲ့လေဘာဘူးအသင်းရောလေဘာဘူးပြည်သက်တွေတော်တော်များများအသင်းထက်ဘယ်သူမှအထက်မှာမရှိဘူးဆိုတော့ဟိုစကားတော့ပေါ့နော်ဆလာရဲ့လောက်ရပုံမှာတော်တော်လေးနာသူတို့ကိုယ်တိုင်လည်းဟိုမခံလက်မလက်မခံနိုင်ကြဘူးပေါ့နိုင်ကြဘူးပေါ့နော်အဲဟိုဒီလိုဇာမတယောက်ကဒီလိုထုတ်ပြောရလားဆိုတော့ဟာနောက်မှာပုတ်ပြီးရှုပ်ထွေးသွားလို့ထင်တယ်တိုက်ဆိုင်သွားလာကသူကအာဖရိကဖလားသွားကစားတော့မယ်ဆိုတော့ပြီးရင်လည်းဇန်ဝါရီပြောင်းရှိဈေးကွက်တွေကလာတော့မယ်ဆိုတော့ မြောက်ရှိစီကလည်းကွတ်တီသွားကြနေပြီဆိုတော့အာဖရိကမလားပြန်လာရင်တော့မှဆလာကဒီဘက်ကဆက်ရှိပါမလားဆိုတဲ့အခြေအနေမျိုးအသေးဘက်ကလည်းထားဖို့မရှိတော့သလိုဆလာမကလည်းဒီအခြေအနေမှာဆက်နေမှာမဟုတ်တော့ဆိုတော့ဒီဆလာရဲ့ဒီအကောင်းဆုံးအခိုက်အတန့်တွေကမျက်စိရှိမှလည်းဟိုပျောက်ကွယ်သွားတော့ပဲအနေထားဆိုပိတ်တဲ့ရောက်နေကြည့်မယ်ဆိုတော့တော်တော်လေးဟိုစိတ်မကောင်းဖြစ်စရာအခိုက်အတန့်ပေါ့နော်ပြီးတော့ကဲကြမာရဲ့ဒီလှည့်စားမှုတွေကြီးစားမှုတွေပေါ့ချက်ချင်းနေချင်းညချင်းဒီလိုမျိုးကြီးအနေနဲ့အတက်ကြတယ်ကြံလွန်လာလေဘဝမှာ သင်ငန်းစာယူစရာလေးလို့ပြောလို့ရဟုတ်ကဲ့ပါအထူးကတော်တော်လေးကိုဒီဟာ သူကစားသမားတွေကြားတယ်ကစားသမားဟောင်းတွေရောနီးပြတွေကြားတယ်မှာပါဒီကိစ္စကြီးကအရန်ကိုဟိုတယောက်နဲ့တယောက်ယက်တီချက်ကိုမတူကြတဲ့ဟာမျိုးကြီးထွက်လာတာပေါ့နော်ကာရီကဆိုလဲဟောဆာလာပြောတဲ့ပေါ်ကဆာလာကလက်ပေါင်းမြောက်ခင်ကဘာမှမဟုတ်ဘူးပေါ့နော်မင်းကလက်ပေါင်းကြီးရောက်မှဒီဆာလာဆိုတာဖြစ်လာတာမျိုးဆိုတာပြောခဲ့တယ်ပေါ့နော်ဟဲ့ပေါ့သူပြောခဲ့တာလေကျွန်တော်လေးရင့်ပါလေကာရီကပြောတာလေချယ်ဆီမှာ flop ဖြစ်ခဲ့တာကိုပဲလူတွေသိထားတာပရီးမီးယားလိဂါအဲ့လိုလေးပြောတာကြတော့လေလည်းရင့်တာပေါ့လေမော်ရီညိုကတော့ပြန်ပြောထားတယ် မင်းကအကောင်းဆုံးခံစစ်ကစားမှထောင်နေအောင်မပါဘူးမင်းလည်းပဲနဲ့မင်းပြောလို့မရဘူးမင်းဘာမှမင်းလည်းပါဘူးတော့လှုပ်ပေးနိုင်တာတယ်ဆာလာအများကြီးလှုပ်ပေးတယ်ကစားသမားတယောက် emotion ဆိုတာရှိတယ်ဒါကိုမင်းအဲ့လိုမျိုးပြောစီရမင်း လင်း level နဲ့ပြောစရာအကြောင်းမရှိဘူးဆိုမျိုးထည့်ပြောတာ orange ကလည်းအဲ့လိုမျိုးကြီးဆိုတော့တော်တော်ကြီးကိုပွဲဖြစ်နေရဗျာတကယ်သူတို့အချင်းချင်းကောမှာတယောက်တယောက်ရက်တီကျဆာလာသူ့အောက်မှာရှိခဲ့ဘူးတော့ orange ကအဲ့တော့သူတွေးခဲ့ဘူးလေအဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးလေးကာကွယ်အဲ့တော့နောက်ဆုံးအဆုံးသက်ကတော့တယောက်တယောက်တကူစီပေါ့နော်ကိုဆိုကြီးအမြင်လေးနဲ့ဒါလေးကဘလို့အဆုံးသက်တင်တယ်လို့ထင်တယ်ဒါလေးကဘသူမှန်တယ်မားတယ်ပြောချင်တယ်ပြောဒါမှမဟုတ်နောက်ဆုံးအဆုံးသက်လေးကတော့ဘလို့လေးဖြစ်ခဲ့တင်တယ်လို့ဒါနောက်ဆုံးစကားလေးပြောပြပါအောင်ဆာလာနဲ့ပတ်သက်ပြီးနောက်ဆုံးအဆုံးသက်ကတော့ဒီ topic လေးအစားမှာရှိမှာပြောတယ် သာလာကိုသာပြီးခဲ့တဲ့ရာသီကောင်ကဒီလိုမျိုးစာချုပ်သက်သက်မတိုးခဲ့ပဲနဲ့ဂရီဘာလမ်းခွဲလေးနဲ့လွတ်လွတ်လိုက်မယ်စာလာတဲ့ဒီချိန်မှာဆော်ဒီလောက်ရောက်နေပြီးတော့သူလည်းအေးစေးစေးဖြစ်နေလောက်ပြီအခုတကယ်လို့စာချုပ်သက်သက်တိုးပြီးပြီဆိုလည်းဒီလိုအခြေအနေမျိုးနဲ့လမ်းခွဲသွားတာမျိုးထက်စာရင်နှုတ်နှစ်ဖက်ညင်ညင်နိုင်နိုင်နဲ့ပြပြလဲလဲလေးနဲ့လမ်းခွဲသွားရင်ဘာမှနာကျင်စရာကြီးမရှိဘူးပေါ့နော်စာလာဘယ်ချိန်ပြန်လာပဲလားလေဘာလို့ရဲ့ဂန်နွေစာလုံးမဖြစ်ရှိနေမှာသူလုတ်ပေးခဲ့တာလေးကသူ့ရဲ့ legacy ကကျန်နေမှာပဲဒီလိုထွက်သွားလဲ ဆလာဒီမှာဝူတင်ရဲ့ legacy ကထားခဲ့ပြီးသားပဲအဲ့ဒါညင်းလို့မရဘူးဟုတ်ကဲ့ဒီ attitude လေးတစ်ခုဒီလောက်ရလေးတစ်ခုနဲ့တော့သူလုတ်ခဲ့တာတွေကတောက်ပြန်သွားမှာမဟုတ်ဘူးအဲ့တော့ဆလာကိုကိုကတော့ဟိုဇာဘမတယောက်အနေနဲ့လူပုဂ္ဂိုလ်တယောက်အနေနဲ့အရန်ကိုသဘောကျတဲ့အထက်မှာပါတယ် Premier League ရဲ့ all time အကောင်းဆုံးတဲ့တယောက်လို့လည်းမြင်ထားတယ်ဆိုတော့ဆလာအပေါ်မှာဒီလိုမျိုးအခြေအနေနဲ့ရင်ဆိုင်ခဲ့ရတဲ့ပုံမှာကိုကတော့လူသားတယောက်အနေနဲ့စိတ်မကောင်းဘူးတစ်ဖက်ကအသင်းဘက်ကကြည့်ပြန်ရင်လည်းဒီလိုအခြေအနေမျိုးကလက်ခံလို့မရတဲ့အခြေအနေမျိုးဖြစ်နေဆိုတော့နှစ်ဦးနှစ်ဖက်ပြပြလဲလဲလေးလမ်းခွဲသွားစေခြင်းနဲ့ အဲအဲ့လိုအခြေအနေမျိုးရောက်ဖို့ကလည်းမလွယ်တော့ဘူးเนาะဟုတ်ကဲ့ပါအဲ့တော့ကိုချင်းကြီးအမြင်လေးလေးပြောပြပါဦးနောက်ဆုံးနှစ်မျိုးလာပါဘောเนาะဆလာရဲ့လုံနိုင်စွမ်း capacity အဲ capacity ကိုလည်းမြင်ရတယ်ဆလာဆိုတဲ့ကစားသမားဘလောက်ထိစွမ်းတယ်ဘလောက်ထိဒီကာလပါဗျာလီဗာပူးကလည်းရုံးကန်နေရတယ်အသင်းကလည်းသူ့ကိုမကယ်နိုင်ဘူးသူကလည်းအသင်းကိုမကယ်နိုင်ဘူးတောင်မင်းကိုမြောင်မင်းမကယ်နိုင်ဘူးမြောင်မင်းကိုတောင်မင်းမကယ်နိုင်ဘူးဖြစ်နေတာအခုကအဲ့ကာလလေးမှာ emotion တွေများပြီးတော့ဒီကာလလေးပဲဗျာဒီကာလလေးကိုစိတ်ကိုချုပ်တီးပြီးတော့ခန္ဓာလေးသီးခံလိုက်ရဲ့ ကျွန်တော်ပြောတာရှေ့မှာဆာလာလေးလေဘာလို့မှဆက်ရှိနေလို့ရတယ်ဆလော့ကလည်းဆာလာလိုကစားမမျိုးကိုအချိန်ကြာကြီးလိုင်းအောက်ထားမှလည်းမဟုတ်ဘူးဒါပေမဲ့ဒီအချိန်လေးတစ်ခုကဒီလိုတွေ ဖြစ်လာတဲ့အချိန်တွေမှာတော့ရှေ့ဆက်ဒီဇလန်ကလီဗာပူးနဲ့ဆာလာဆက်တွဲသွားဖို့ကဘယ်လိုမှမဖြစ်နိုင်တော့ကျွန်တော်တို့တော်တော်လေးနှစ်မျိုးတာပါเนาะဆာလာနဲ့လီဗာပူးနောက်3-4နှစ်လောက်ထပ်ပြီးနောက်4နှစ်လောက်မဟုတ်တာပါဗျာနောက်2နှစ်လောက်တော့ကောင်းကောင်းကြီးမြင်အောင်မယ်လို့မျှော်လင့်ထားတာဆက်ကစားနိုင်သေးတယ်เนาะလီဗာပူးရဲ့နောက်ထပ်ဒီ2.0 slot သွားနေတဲ့ version 2.0မှာလည်းသူကအဓိက key player အနေနဲ့ဆက်ရှိနိုင်သေးတဲ့ရည်သွေးတွေသူ့မှာအများကြီးကြံသေးတယ်လုံနိုင်စွမ်းတွေရှိသေးတယ်ဒါပေမဲ့ဒီလိုပြောလိုက်တဲ့နောက်မှာတော့အသင်းကလည်းသူ့ကိုအသင်းရဲ့အပေါ်မှာဘယ်သူမှမရှိအောင်ဆိုတဲ့ဆန်နှုံးနယ်ပဲသူ့ကိုပြက်ပြက်သွားကင်တွယ်လိုက်မယ်ဒါဟုဆာလာလည်းလက် ခံမှာမဟုတ်ဘူးအဲ့တော့အတင်းကလေလမ်းခွဲရလိမ့်မယ်ဆာလာအတွက်လည်းဆာလာကိုလည်းနှမျိုးတယ်လီဗာပူးကလည်းဆာလာလုံစားမမျိုးနေရာကိုပြန်စားထိုးနိုင်မှုသာမလွယ်ဘူးဗျဒါမျိုးကစားမမျိုးဆလော့လည်းဆုံးရှုံးနေမှာမဟုတ်ဘူးအတင်းကလည်းဆုံးရှုံးနေမှာမဟုတ်ဘူးဒါပေမဲ့ဒါကိုမဖြစ်တာလို့လားသူတို့လည်းလုံနေရတာပေါ့နော်အဲ့တော့လီဗာပူးအတွက်လည်းကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်လာလိမ့်မယ်ဆာလာအတွက်လည်းမတူညီကွဲပြားတဲ့လီမနောက်ထပ်ကြီးမားတဲ့စိန်ခေါ်စမ်းသပ်မှုတွေကငွေကြေးရတော့ဥပမာ sorry လေးကိုသွားမယ်ဆိုသူတို့အကျိုးမြတ်တွေအများကြီးရကောင်းရလိမ့်မယ်ဒါပေမဲ့ပရီးမီယာလီလိုမျိုး level မျိုးလီဗာပူးမှာအတင်းမှာကစားနေရတဲ့လိုမျိုးပြိတ္တတ်တွေရဲ့တစ်ချိန် င်လုံးမျက်စိရှိမှရှိနေသလိုမျိုးတော့သူ့ရဲ့အောင်မြင်မှုတွေရှောက်အတွက်မယ်လို့မထင်ဘူးပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ပါဒါကစားမဘောကမှကစားမဘောကတယောက်ဟို player တယောက်က professional life မှာကျုံရမဲ့အရှိတရားတွေပါပဲကျွန်တော်သင်ခန်းစာတွေလည်းအများကြီးရတယ်လို့ပဲမြင်ပါတယ်ဗျဟုတ်ကဲ့ပါတော်တော်လေးပြည့်စုံတော့ပါပြီအဲ့တော့ကျွန်တော်တို့ဒါ ဒီကိုရအမြင်လေးတွေပေါ့နော်ဒါဟိုကျွန်တော်မှားလည်းမှားလည်းမဟုတ်ဘူးဒါအကျက်ကြီးကိုလူဆိုတော့လူဆိုတဲ့အမြင်လေးတွေပေါ့ဒါကတော့ကျွန်တော် opinion ပေါ့ opinion ဘိုင်းပေါ့အမြင်သီးသက်ပဲကျွန်တော်တို့ပြောတာ stats တွေမပါဘူးအချက်လက်တွေနဲ့ပြောတာမဟုတ်ဘူးဆိုတော့ဒါလည်းနားလည်ပေးမယ်ထင်ပါတယ်ကျွန်တော်တို့ဒါလေးကိုညီကုန်းချုပ်လိုက်အောင်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျွန်တော်တို့ဒါ Fight for War ဖွဲ့သားဒါကျွန်တော်ညီကို၃ရောက်ရဲ့ဆာလောင်နဲ့ပတ်သက်ပြီးလက်ရှိဖြစ်နေတဲ့အခြေအနေအရရပေါ့ကျွန်တော်တို့အမြင်လေးတွေကိုယူသသားသင်ဆက်ပေးကြတာဖြစ်ပါတယ်ကြည်ပေးကြတဲ့ညီကိုတယောက်ချစ်တဲ့အချိန်တိုင်းအဲခြေတဲ့နေမယ်ထင်ပါညီကိုတို့အမြင်လေးတွေလည်းကုန်းမမှာဒါရှိ းပြီးတော့ဆွေးနွေးဖလှယ်လို့ရပါတယ်ခင်ဗျာအဲ့တော့ကြည်ပေးခဲ့တဲ့ညီကိုတယောက်ချစ်စီတိုင်းကိုကျွန်တော်တို့ Voice of Football ညီကိုများအားလုံးကကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ